ဂိုရိုင်းဒေသကြီးတယဝရီခိုင်တယဝရီမြို့နယ်အထက်ကဆန်ရေးကျောင်းတွင်လူငယ်ရင်းရာအသိပညာပေးဟောပြောပွဲကိုစွန်လ19ရက်နေ့နနက်9:00နာရီကကျင်းပခဲ့ပါတယ်။အခမ်းအနားတွင် အထက်ကဆန်ရေးကျောင်းမှကျောင်းဆရာကြီးကအဖွဲ့မစကားပြောကြားခဲ့ပါတယ်။ဆက်လက်၍ခိုင်ပြည်ချိုင်းနယ်ပြည်ဆန်ဦးစီးဌာနမှခိုင်ဦးစီးမှုကလူငယ်ရင်းရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး လူငယ်နေစာရိတ္တခေါင်းစဉ်မြေဟောပြောဆွေးနွေးခဲ့ပါတယ်။ဆက်လက်၍ဆံရွေးနေမြေရဲစခန်းမှာနေရင်းကောင်းဆောင်ဒူရဲအုပ်ရဲရန်အောင်ကလူငယ်နေမူရီစီဝါခေါင်းစဉ်ဖြစ်၎င်းဆလွေအမှတ်နဲ့လူကုန်ကူးမှုတားဆီးနေတဲ့တပ်ဖွဲ့စိတ်တရားဝရီမှတပ်ဖွဲ့စိတ်မှုရေအုပ်ကသွင်းကလူငယ်နေလူကုန်ကူးမှုအန်ဒရယ်တားဆီးကာကွယ်ရေးအသိပညာပေးကောင်းစဉ်ဖြစ်၎င်း ဆက်လက်၍ဒုမြွနယ်ပညာရေးမှူးဦးမင်းစောကလူငယ်နှင့်ပညာရေးကောင်းစဉ်ဖြင့်၎င်းဆက်လက်၍မြွနယ်ဆိုင်ဆရာအတွင်မှမိုဆိုင်ဆရာမိုတဲအောင်ပန်းမီက လူငယ်နှင့်စာပေကို၎င်းအသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။ဟောပြောပွဲတွင်ပါဝင်ဆွေးနွေးခဲ့ကြသူများကလည်းယခုလိုပြောကြားခဲ့ပါသည်။တာဝီမြွနယ်ပညာရေးမှူးရုံးမှဒုတိယမြွနယ်ပညာရေးမှူးဦးမင်းစောကိုပဲဖြစ်ပါသည်။ယနေ့အရာကဆိုင်ရွေးကြောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့်ကျွန်တော်ဟောပြောပို့ချခဲ့ပါတယ်လူငယ်နှင့်ပညာခေါင်းစဉ်ထဲမှာမှကျောင်းသားကျောင်းသူများကာယညာနာဇာရိတရတသမွေဘတ်စုံပညာရင်းနှင့်ကာယပလညာနာပရဇာရိတပလမိဒပလဘောဂပလဗလာငါးနံနှင့်ပတ်သက်၍ပြည့်ပြည့်စုံအောင်ကျောင်းစာမှာကကြံရှိသောအသိပညာအတတ်ပညာများကိုတိုးပွားစေရွဲ့ ော်ပြောပို့ချခဲ့ပါတယ်ခင်ဗျာကျွန်တော်ကတော့တာဝီမျိုးနဲ့စာရေးဆရာအတင်းအတွင်းလို့မိုးသေးအောင်ပန်းပြဖြစ်ပါတယ်ယနေ့လူငယ်နဲ့အသိပညာပေးဟောပြောပွဲမှာလူငယ်နဲ့စာပေကဏ္ဍနဲ့ဒါလူငယ်တွေကိုအသိပေးဟောပြောခဲ့ပါတယ်စူပါခန္ဓာတို့တယောက်လာကြတဲ့ကျောင်းသားကျောင်းသူများကခရင်ပြချိုင်းနဲ့ဗျူဆန်ဦးစီးဌာနမှာခင်ချင်းပြသထားတဲ့အသိပညာပေးနယ်ကက်ဆတ်ဆောင်များနဲ့သူတရတဆောက်များကိုစိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်။